အသိပညာနဲ့ဆင်ញင်စဉ်းစားဖို့ဆိုပြီးညဆရာဟောထားတာရှိတယ်။ဒါတွေတော့ဒီကနေ့ခင်မှာတော့တတိသမဇ္ဇညာလို့ဆိုလိုက်ရင်တရားထုတ်တဲ့ပုဂ္ဂိုလ်တွေပဲလောရမယ်လို့သူတို့ထင်နေကြတာ။မဟုတ်ဘူး။ကိုယ့်ရဲ့နေ့စဉ်ဘဝမှာသွာလာလှုပ်ရှားနေတဲ့ရှင်ဘာတတိနဲ့သမဇ္ဇညာဒီနှစ်ခုကပူတွဲပြီးတော့လှုပ်ဆောင်တဲ့လေးချင်ကန်းတစ်ခုလှုပ်နေရမှာကိုယ်။အသက်ရှင်နေသည်ဗျထွက်သက်ဝင်သည်ရှိနေသည်ဗျ။ ဒါလေ့ကျင့်လို့ရတယ်နော်တရားထိုင်မှတိတို့လောရတာတော့မဟုတ်ဘူးအဲ့တော့တတိကောင်းလေ့ကျင့်ကိုလေ့ကျင့်နေဆိုတာဘာလေးလှုပ်လိုက်လှုပ်လိုက်ဥပမာမဲ့ကိုဝတ်တဲ့အဝတ်လေးကိုပြင်ဆင်ပြီးတော့ဝတ်တဲ့အချိန်လေးမှာတောင်းပါပဲကိုဘာလှုပ်နေတယ်ဆိုတာတတိထားတယ်ဘာလှုပ်တဲ့နေဆိုတာကိုသိတယ် ်ထမင်းစားနေတဲ့အချိန်အစာအာဟာရစားနေတဲ့အချိန်မှာလည်းဘာလုံးနေတယ်ဆိုတာကိုသတိထားတယ်ဘာလုံးတဲ့နေဘာစားတဲ့နေဆိုတာကိုသိတယ်အဲ့ဒီလေ့ကျင့်ခန်းလေးလုပ်ပြရမယ်ဟာအဲ့ဒါတကယ်လက်တွေ့လုပ်လို့ရှိရင်တော့လက်တွေ့အကျိုးရမှာသတိနဲ့ပညာနှစ်ခုထက်မြက်လာအောင်လေ့ကျင့်ပေးရမှာသူ့ဘသူတော့ထက်မြက်လာတာမရှိဘူးဘဝက ဟိုအခြေအနေကောင်းလာတဲ့ပုံကိုယ်လေးကျတော့သူများနဲ့တတိကောင်းတယ်သူများနဲ့ပညာထက်တယ်ဆိုတော့အခြေခံအားဖြင့်ကတော့ရှိနိုင်ပါတယ်သို့တော်လည်း